ခေတ်စာကပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ခုတစ်ပတ်တုန်းကခေတ်စာကမှာချော့ viewer များဆုံး music video တွေအကြောင်းကိုပြောပြပြီးသွားပြီဆိုတော့ဒီနေ့မှာချော့ viewer များဆုံး K-drama OST ငါးဘုတ်အကြောင်းကိုပြောပြပြီးသွားမှာပဲအဲ့တခြင်းတွေကဘာတွေဖြစ်မလဲဆိုတာကိုတော့သုံးသပ်တာချင်းတို့တို့လိုက်ကြည့်ကြမယ်နံပါတ်9နေရာကတော့ Goblin ရဲ့ဇံဝင်သေးတဲ့ချင်းတစ်ပုဒ်ဖြစ်တဲ့ Crush ရဲ့ Beautiful World ဖြစ်ပါတယ် 2016မှာထွက်ရှိခဲ့တဲ့ Goblin နဲ့မှာနံပါတ်ကြီးသုံးဝင်သေးတဲ့အများကြီးပါဝင်ပြီးတော့တချင်းက Crash ရဲ့တာယာညင်ညောင်းတဲ့အတန်နဲ့လွန်လျာကောင်းတဲ့ Line Rift တွေကြောင့်ပို့ပြီးတော့လူကြိုက်များခဲ့ပါတယ်။ နံပါတ်၄နေရာကတချင်းလေးရတော့ DODS ဘလဂါတဲ့ကဇောင်းဝင်သေးတပုတ်ဖြစ်တဲ့ DaVinci ရဲ့ Dislap ပဲဖြစ်ပါတယ်ဒီတချင်းဟာဆိုလို့ရှိရင်လဲဇောင်းဝင်ကားတဲ့ကချက်ဇလန်းကိုပို့ပြီးတော့ပေါ်လွင်နေတာမို့လို့ပြိသက်တွေကြားထဲမှာရေပန်းထားခဲ့ပါတယ်နံပါတ်၃နေရာကတချင်းလေးကလည်း DODS ကားတဲ့ကဇောင်းဝင်သေးတပုတ်ပဲဖြစ်ပါတယ်ဒီတချင်းက EXO အဖွဲ့ဝင်ချမ်းနဲ့ Punch တို့တီဆိုတာရဲ့ Every Time ပဲဖြစ်ပါတယ် ချမ်းရဲ့ powerful ဖြစ်တဲ့အတန်နဲ့ point 2ရဲ့ချိုတာတဲ့အတန်ပေါင်းစပ်မှုကပြိသက်တွေကြားထဲမှာတကယ့်ကို iconic ဖြစ်ခဲ့ပါသေးတယ်။နံပါတ်1နေရာကတော့ monlab စကားတဲ့က logo နဲ့ point 2တည်ဆိုထားတဲ့ say yes ပဲဖြစ်ပါတယ်။ သချင်းလေးကခေတ္တရမဖန်နေကြတယ်မှာလဲစိတ်ကူးရင်စရာအကောင်းဆုံးလုံဝင်သေးတဲ့ပုံဖြစ်လဲရေပန်းစားခဲ့သေးပါတယ်။ဒါအပြင်2020ခုနှစ်တုန်းက Punch နဲ့ Mama Mo အဖွဲ့တဲ့မွန်ပြောတို့ကဒီသချင်းကိုပြန်ပြီးတော့ remake version အဖြစ်နဲ့ပြန်လည်တည်ဆောက်ခဲ့ပါတယ်။အဲ့မှာဆိုလို့ရှိရင်မွန်ပြောက featuring အနေနဲ့ rap pipe ကိုပြန်လည်ပြီးတော့တည်ဆောက်ပေးထားပါတယ်။နံပါတ်၁နေရာကတော့အားလုံးသိကြတဲ့အတိုင်းပဲ Goblin စကားတွေကအိမ်လိုအဖွဲ့ဝင်ချမ်းညောနဲ့ Punch တို့တည်ဆောက်ထားတဲ့ Stay with me ပဲဖြစ်ပါတယ်။ ဒီချင်းလေးရဆိုလို့ရှိရင် Kindra မှာ OST လောကမှာ view အများဆုံးဖြစ်ပြီးတော့ K-pop မကြိုက်တဲ့ပြည်သက်တွေကြမှာပါအခုချိန်ထိရေပန်းစားနေတဲ့ငွေဖြစ်ပါတယ်ချမ်းညောတဲ့ deep point နဲ့ punch တို့ရဲ့အတန်ပေါင်းဆက်မှုကလည်းအရန်ပုံမှာ live ဖက်ခဲ့ပါတယ် ဒီနေ့ချောပြပြပေးခဲ့တာကတော့ K-drama OST တွေထဲမှာ viewer များလောက်ငါဖို့အကြောင်းပဲဖြစ်ပါတယ်။တော်တော်များများက K-drama လောကရဲ့ Golden Year လို့ပြောလို့ရ2016မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီ video ကြည့်နေတဲ့ပရိသတ်ကြီးကဘယ်တဲ့ချင်းကိုအကြိုက်ဆုံးလဲဆိုတော့ကို comment မှာပြပြပေးခဲ့ကြပါအောင်เนาะ။ချောကတော့အကုန်ကြိုက်တယ်ဆိုပေမဲ့အကြိုက်ဆုံးကတော့ Stay with me ပါ။ဒီနေ့တော့ဒီလောက်ပါပဲ။တတ်တာ